အားလုံးပဲမင်္ဂလာပါရှင့်ဗန်ဒူလာ TV News ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့စနိုက်ပါစုရဲ့သတင်းတင်ဆက်မှုပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးကြဖို့မြစ်တာရက်ခံပေးရစေရှင်ဒီပတ်ပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင် သတင်းမတင်ဆက်ခင်လေးမှာမိဘပြည်သူများတွေကအခက်ခဲလေးတစ်ခုရှိရတဲ့အတွက်ကျမတင်ပြပါစေရှင်အခုဆိုရင်2025ခုနှစ် match လာမှာဖြစ်ဆိုမဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဟာနီးကပ်လာပြီဖြစ်ပါရှင်။စာမေးပွဲက18ရက်နေ့ဖြစ်ရမှာပါ။ ီးတော့ထူးခြားချက်အနေနဲ့အားဒီနှစ်ဆောင်ပေးပွဲဟာဆိုရင်ပိတ်ရမရှိပဲနဲ့ဇာတိုက်ဖြေဆိုးရမှာဖြစ်ပါရှင့်တင်းဟာနေရနဲ့စနေလေးထိဖြေဆိုးရမှာပေါ့နော်နောက်ကြောင့်ကလေးတွေဟာဆိုရင်အခုချိန်မှာစားချက်ဖို့အထူးအရေးကြီးတဲ့အချိန်ကာလရောက်နေပါပြီဒီလိုအချိန်ကာလမှာရက်ွက်ထဲမှာတချို့တွေပေါ့နော်တချို့အကြောင်းသားမိပါတယ်ခံစားနေရတဲ့ဒုက္ခကတော့အတန်ချက်ဆက်တွေကိုစိမဲ့ကမ်းမဲ့ဖွင့်နေတဲ့သူတို့ကြောင့်ဖြစ်ပါတယ်အလှူတန်းရှိလို့ရှင်လည်းကျမတို့နိုင်ငံမှာအတန်ချက်ဆက်တွေကိုလုံခြုံစွာအသုံးပြုတတ်တဲ့ဓလေ့လေးတွေအများကြီးနောက်ပိုင်းမှာဖြစ်ပေါ်နေတာပေါ့နော်နေဘက်တွေမှာဆိုရင်ဖို့ဆိုးပါရှင့်အတန်ချက်ဆက်တစ်ခါခါဖွင့်လို့ရှင် ဆယ်ရွာလောက်ကြာရတယ်ပေါ့နော်တော်တော်ကြီးကိုပြင်းပြင်းထန်ထန်ဖွင့်ကြရတဲ့အတွက်ចောင်းသားလေးတွေဟာစဉ်စားကြက်တဲ့ခါမှာခက်ခဲလေးဖြစ်နေပါရှင့်ဒါကြောင့်ဖြစ်နိုင်မယ်ဆိုတော့မိဘပြည်သူများအားလုံးပေါ့နော်ကိုယ့်ရဲ့အိမ်မှာចောင်းသားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအတန်ချက်ဆက်ဖွင့်တဲ့ကိစ္စလေးတွေကိုရှောင်ရှားပေးပါလို့မြစ်တာအခံလိုပါရှင့်လူကြီးတွေကတော့တကွတဝန်းနားစာမေးပွဲကဘာမှမဟုတ်ဘူးလို့တွေးခေါင်းတွေးလိုက်မယ်ရှင့်ဒါပေမဲ့ကလေးတွေအတွက်ကတော့ဆယ်ကျော်သက်လေးတွေအတွက်ကတော့ဒီစာမေးပွဲဟာသူတို့ဘက်မှာပထမဆုံးအကြီးမားဆုံးကြုံရမယ့်အခက်အခဲတိုက်ပွဲတစ်ခုဖြစ်ပါတယ် ဒီလိုချိန်မှာတို့စိတ်အေးလက်အေးနဲ့စားကြပ်ပြီးတော့ဒီတိုက်ပွဲလေးကိုရှင်ပြိုင်နိုင်ကြပါစေဝင်ရောက်ဖြေဆုံနိုင်ကြပါစေရှင်။မိဘပြည်သူများအားလုံးကကိုယ့်ရဲ့အိမ်မှာကြောင်းသားရှိရလို့သဘောထားပြီးတော့ပတ်ဝန်းကျင်တိတ်ဆိတ်မြင့်နှိမ်သက်မှုကိုပေါ့နော်။တန်တန်ဆုံးထိန်းသိမ်းပေးကြပါလို့လည်းကျွန်မကြားရနေမှာမြစ်တာအခံလိုပါရှင်။ဒါလေးက limited second လေးမှာစေတမ်းပေါ့နော်တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲဖြေဆုံမဲ့ကျောင်းသားမိဘလေးတွေရဲ့စိတ်ဒုက္ခလေးတွေပြည်ရပြည်ကြောင်းပေါ့နော်တဦးနဲ့တဦးနားလည်မှုလေးနဲ့ကုညီယာကုညီကြောင်းလေးဖြစ်ပေါ်စေရန်အတွက်ကျွန်တော်တို့ prime media မှာတင်ဆက်ပေးတာဖြစ်ပါရှင်။ မိဘပြည်သူများရှင်ဒီနေ့ပတ်ရက်လေးမှာကျမတို့ Prime Media မှာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့မိဘပြည်သူများအတွက်အကျိုးရှိစေမယ့်သတင်းလေးတစ်ခုသာဖြစ်ပါရှင့်ဒီသတင်းလေးကိုနိုင်ငံပိုင်သတင်းဌာနတွေမှာလည်းကြေညာပြီးသားဖြစ်ပါတယ်မသိလိုက်တဲ့မိဘပြည်သူများအတွက်ထပ်မံပြီးတော့ဖြည့်ဆွက်ကြေညာပြီးသားဖြစ်ပါရှင့်ကိုယ်တိုင်ဒေသကြီးပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးဖွဲ့ကနေပြီးတော့ပြည်သူစစ်မှုထမ်းဥပဒေဤဥပဒေနဲ့ပတ်သက်တဲ့ရှင်းလင်းဆွေးနွေးချက်တွေကိုယနေ့မွန်လွယ်ပိုင်းကတောင်ပုံမြို့ကပောင်းခမ်းမှာကျင်းပခဲ့တယ်ဆိုတဲ့သတင်းလေးသာဖြစ်ပါရဲ့ရှင်။ 不过咱给大家说一下，黑龙江一年内生一样文子不母鸡，昂当参加的，地都什么人屋里喜欢吃，什么传言没？得说，地都什么传言假了，地都什么传言也，就看三姑娘，地都什么传言没？ အချိန်နှီးမှာကင်းလို့ခွင့်ပြုထားသူများပြည်သူစစ်မှုတမ်းဥပဒေနဲ့မြို့ဥပဒေများကိုအသေးစိတ်ရှင်းလင်းပြောကြားပြီးတော့တက်ရောက်လာကြသူများကသိရှိလိုသည့်များကိုမေးမြန်းခဲ့ကြရာတာဝန်ရှိသူများကပြန်လည်ရှင်းလင်းပြောကြားထားပါတယ်ဆိုပြီးတော့သတင်းလေးမှာရှင်းသားထားပါတယ်ရှင်။တမရရဲ့နိုင်ငံမှာပြည်သူစစ်မှုတမ်းနဲ့ပတ်သက်ပြီးတော့အခုချိန်ထိကိုတိတ်ပြီးတော့နားမလည်သေးတဲ့မိဘပြည်သူများလည်းရှိနေပါတယ်ရှင်။ဥပဒေကိုမရှင်းလင်းတာပေါ့နော်။ရှင်းရှင်းလင်းနားလည်ခြင်းမရှိတာပေါ့။အဲ့လိုအခြေအနေကိုတုံ့ချပြီးတော့အမြင်မြန်မာအဂတိလိုက်ဆောင်မှုတွေတလတစ်ချိန်ပတ်စံကောက်ခံရမှုတွေရနေပြီးတော့လူမှုဒုက္ခတွေကလည်းတိုးပွားလျက်ရှိပါတယ်ရှင်။ ကျမတို့သတင်းမီဒီယာတွေလည်းလလန်းမီများသတင်းလေးတွေဒီလိုမျိုးပြည်သူစုမှုတောင်းအကြောင်းပြပြီးတော့ငွေကြေးကောက်ခံတဲ့ကိစ္စလေးတွေကိုအမြဲမပြတ်ပြင်ဆက်ပေးရရှိပါရှင့်။ဒါပေမဲ့အခုချိန်ထိနေမြန်မာပြည်လည်ခြင်းမရှိသေးတာကိုလည်းမြင်တွေ့ရပါရှင့်။ဒါကြောင့်မိဘပြည်သူများအနေနဲ့ကိုယ့်ရဲ့ရွှေရွာတွေကိုအခုလိုမျိုးပြည်သူစုမှုတောင်းဤဥပဒေပေါ်နော်။လာရောက်ပြီးတော့ရှင်းလင်းတဲ့အခါမှာဒီလိုပွဲလေးတွေတက်ရောက်ပြီးတော့ကိုယ်သိချင်တာလေးတွေကိုမေးမြန်းကြဖို့အတွက်လည်းမြစ်တာအခံလိုပါရှင့်။မိဘပြည်သူများအားလုံးကဥပဒေကိုထုံးလို့ချေရေးလို့နောက်နားလည်သွားပြီဆိုရင် အဂရီလှူစားမဲ့သူတွေလည်းမလွယ်ဘူးတော့ဘောနော်ကိုကိုသူများဥပဒေနဲ့ကင်ပေါက်ပြီးတော့လှူစားဖို့ကြံစီရဲဆိုကိုကဥပဒေနားလည်နေပြန်ရှင်းပြလို့ရတယ်လေအဲ့လိုအခြေအနေလေးပေါ့ရှင်အခုဆိုရင်ဒီဘုဒ္ဓဒေတာကြီးဒုစင်မှုတန်းစစ်ခေါ်ရေးအဖွဲ့ကနေပြီးတော့နေပြည်တော်ဆင်ပြည်ဘူးတုတာတွေပြေးဝင်နေတာဖြစ်တဲ့အတွက်အခြားမျိုးနယ်တွေအခြားမျိုးတွေမှာလည်းဒီလိုပွဲလေးရရှိလို့ရှင်သွားရောက်ပြီးတော့ဘုဒ္ဓတနားထောင်ကြပါကိုတိတင်တာလေးရဲတင်တင်ထပြီးတော့မေးကြပါလို့ကျမတို့တိုက်တွန်းချင်ပါရဲ့ရှင်။ကျမတို့ရဲ့နိုင်ငံမှာနိုင်ငံရဲ့လုံခြုံရေးအခြေအနေအရပြည်သူစစ်မှုတမ်းဥပဒေထားဆိုရင်အတည်ပြုပြီးတော့ ျမတို့ခေါ်ဆောင်နေပြီဖြစ်တဲ့အတွက်အသက်ရှောက်ရှိတဲ့မျိုးသားတိုင်းပေါ့နော်ပြည်သူစစ်မှုထမ်းဖို့အတွက်အရေးသွေးအရေးအချင်းပြည့်ပြီးတဲ့မျိုးသားတိုင်းကတော့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ဒါဟာနိုင်ငံသားတစ်ယောက်ရဲ့တာဝန်သာဖြစ်ပါရှင်။ဒါကြောင့်ဥပဒေကိုနားလည်အောင်ဆောင်ရွက်ပါ။နိုင်ငံသားတွေအားလုံးပေါ့နော်စစ်မှုထမ်းတဲ့အခါမှာကိုယ့်ရဲ့အလှည့်ရောက်လာခဲ့ကိုကစစ်မှုထမ်းဖို့အရေးသွေးပြည့်ပြီးတဲ့ဆိုရင်စစ်မှုထမ်းကြပါလို့ပဲကျမတို့လည်းတိုက်တွန်းချင်ပါရှင်။တကယ်လို့စစ်မှုထမ်းဖို့အတွက်ကိုကအခက်ခဲရှိရဲဆိုရင်တော့ဥပဒေပါနိုင်ငံသားအခွင့်အရေးတွေပေါ့ရှင်ကင်းလို့ခွင့်နေပါမယ်ယာယီရွှေဆိုင်ခွင့်နေရှိမယ်ရှင်ဒါလေးတွေကိုစနစ်တကျရှောက်ထားပြီးတော့ နိုင်ငံသားအခွင့်အရေးရယူကြပါလို့လည်းကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်။မိမပြည်သူများရှင်ကျမခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်သူအတန်လေးဖြစ်ပါရှင်။ပြည်သူအတန်ဘယ်လိုမျိုးပြည်သူအတန်လဲဆိုတော့နိုင်ငံရေးပါတီများကိုမေးချင်တဲ့မေးခွန်းလေးတွေပေါ့နော်ပြည်သူအတန်လေးတွေပါနိုင်ငံရေးပါတီတွေကိုပေးချင်တဲ့ပြည်သူအတန်လေးပေါ့ရှင်။ဒီပြည်သူအတန်လေးတွေကိုကျမဖန်ရရတယ်ဆိုရင်ကျမတို့ Prime Media မှာ channel လေးခုလောက်ထားပါရှင်။အဲ့ channel လေးကတော့ပြည်သူသဘောထား channel တာဖြစ်ပါတယ်။ဒီ channel လေးမှာဆိုရင်ကျမမေးခွန်းလေးတွေအများအားမေးပါရှင်။အဲ့ဒီမေးခွန်းလေးတွေမှာမားပြည်သူတွေပေါ့နော်။ ဖြည့်ခြင်းနဲ့မိကုံးလေးတွေအဖြည့်လေးတွေကိုထုတ်ထုတ်ပြီးတော့ကျမတို့အနေနဲ့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်ဒီနေ့မှာကျမတို့မေးထားတဲ့မိကုံးလေးကတော့နိုင်ငံရေးပါတီများသို့မေးခြင်းနဲ့မိကုံးများကိုရွေးချယ်ပါဆိုပြီးတော့ကျမမိကုံး၁၀ခုတိတိကိုမေးမြန်းထားပေးပါရဲ့ရှင်အဲ့ဒီမိကုံးလေးတွေနေပြီးတော့မိဘပြည်သူတွေရွေးချယ်ပေးထားတဲ့မိကုံးလေးတွေကိုကျမအစင်လိုက်ဖတ်ပြပါမယ်ရှင်နံပါတ်၁မိကုံးလေးကတော့နိုင်ငံစီးပွားရေးအတွက်မဟာဗျူဟာများရေးဆွဲထားပါသလားဆိုတဲ့မိကုံးလေးဖြစ်ပါတယ်မိဘပြည်သူတွေကနိုင်ငံရေးပါတီတွေကိုဒီမိကုံးလေးမေးခြင်းနေပါရဲ့ရှင်နိုင်ငံရေးပါတီတခုထောင်ပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုရင် နိုင်ငံအတွက်ဘယ်လိုမျိုးပြူဟာတွေချမှတ်ထားရမလဲဘယ်လိုမူဝါဒတွေနဲ့လောက်ကမ်းရမလဲဆိုတဲ့တိုတင်ပြင်ဆင်မှုတွေတော့ရှိထားလောက်မယ်လို့ထင်ပါရှင့်မိဘပြည်သူတွေကလည်းမေးကျင်နေတာဖြစ်တဲ့အတွက်နိုင်ငံရေးပါတီတွေအနေနဲ့မိဘပြည်သူများတို့ပြောစကားလေးတွေပေါ့နော်မှားကြားကြတဲ့စကားလေးတွေရှိလာမယ်ဆိုရင်ဒီမေးခွန်းလေးကိုဖြေကြားပေးဖို့လည်းမြစ်တာအခမ်းပါပါရှင့်နံပါတ်1မေးခွန်းလေးကတော့လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲများကိုဘလောက်ရတိုင်းတော့ဒီ short ချပေးနိုင်ပါသလဲတဲ့မိဘပြည်သူတွေကတို့လက်ရှိကြုံရတဲ့ဒုက္ခတရားတွေကိုကုညီကယ်ဆယ်ပေးနိုင်တဲ့ ိုင်ငံတော်တာဝန်ရှိရတွေဖြစ်လာဖို့အတွက်လည်းမျှော်လင့်နေဟန်တူပါရှင်။ဒါကြောင့်ဒီမေးခွန်းလေးကိုမေးတယ်လို့ကျွန်မထင်ပါရှင်။နောက်ထပ်မေးခွန်းလေးတစ်ခုကတော့စစ်ပေးဆောင်ပြည်သူများအတွက်ကုညီဆောင်ရွက်မှုများကိုမြေတို့စီမံထားပါတယ်တဲ့။စစ်ပေးဆောင်တွေအတွက်ကုညီဆောင်ရွက်မှုကတော့လက်ရှိအစိုးရလည်းပြုလုပ်နေရရှိပါရှင်။တူဦးဝေကျက်နှစ်ကောင်းလေးပေါ့နော်လာစင်ထောက်ပံ့နေရရှိပါတယ်ဒါပေမဲ့ဒီထောက်ပံ့မှုကနေပုံမိုးတဲ့ထောက်ပံ့မှုလေးတွေကိုမိဘပြည်သူတွေကရယူလိုဟန်ရှိပါတယ်ရှင့်ဒါကြောင့်ဒီလိုမေးခွန်းလေးမေးတယ်လို့ထင်ပါတယ်ရှင်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့တက်မတော်သားများလောက်ခလာစာတိုးမြင့်ရန်အစီအစဉ်ဆောင်ရွက်နိုင်ပါသလားတဲ့ ျမနိုင်ငံမှာလက်ရှိအခင်းချင်းကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံတော်အသက်ပေးပြီးကာကွယ်နေရတာမြန်မာတပ်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးကိစ္စပေါ့နော်ဆောင်ရွက်ရတဲ့အဖွဲ့ဝင်တွေဖြစ်ပါရဲ့ရှင့်။ဒါကြောင့်တို့တွေရဲ့လောက်ခလာစာတွေရပိုင်ခွင့်တွေကိုမိဘပြည်သူတွေကတိုးမြင့်ပေးစေခြင်းဟန်ရှိပါတယ်။ဒါကြောင့်ခုလိုမိန်းကလေးမိတာဖြစ်ပါရဲ့ရှင်။နောက်ထပ်မိန်းကလေးတစ်ခုကတော့တောင်းလူလေသမားများအတွက်အကျိုးမြတ်ပုံမူရရှိစေရန်ဆောင်ရွက်ပေးနိုင်ပါသလားတဲ့။ဒီမှာပြည်နိုင်ငံဟာစိုက်ပျိုးရေးကိုအဓိကထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့စာပြုရေးလောက်ကြတဲ့တောင်သူလယ်သမားတွေရဲ့ဘဝဟာမြင်မထိုးတက်လာခြင်းမရှိသေးပါဘူးရှင်။နိုင်ငံတော်မှာတောင်သူလယ်သမားတွေအပေါ်မှာတောင်သူလယ်သမားတွေရဲ့ဘဝတိုးတက်ချက်တွေအပေါ်မှာလှုပ်ဆောင်ချက်တွေပေါ့နော်။ဒါတွေမှာအားနည်းချက်တွေရှိတယ်ဆိုတာထင်တာမြင်တာရှိပါတယ်။တောင်သူလယ်သမားတွေဘဝတိုးတက်မှသာလူတွေဟာစာပြုရေးလုပ်ဖို့အတွက်ကိုစိတ်ပါဝင်စားလာကြမယ်။တောင်သူလယ်သမားဥယျာဉ်တိုးပွားလာမယ်။ဒါတော့မှကျမတို့ရဲ့နိုင်ငံစားနေရိတ်ခါခွင့်ပြုတိုးတက်လာမှာဖြစ်ပါရဲ့ရှင့်။ဒါကြောင့်ဒီပိုင်းလေးကိုလည်းနိုင်ငံရေးပါတီတွေစီကိုမိဘပြည်သူများမေးကြတယ်ဆိုတာတော့မထူးဆန်းပါဘူးရှင့်။ နောက်ထပ်မေးခွန်းတစ်ခုကတော့အခမဲ့ကျမ်းမာရေးပညာရေးကဏ္ဍကိုဘယ်အဆင့်ထိမြင့်တင်ပေးနိုင်ပါသလဲတဲ့ကျွန်မနိုင်ငံမှာကျမ်းမာရေးနဲ့ပညာရေးကတော့တိတိကျကျလောက်ကမ်းမဲ့အနေအထားမှာရှိရပေါ့နော်ပညာရေးဆိုရင်လည်းစီဒီအန်လောက်ကြတဲ့ចောင်းသားတွေရောအကျန်းပတ်သမားဖြစ်သွားကြတဲ့လူငယ်တွေရောပေါ့နော်ចောင်းမတက်နိုင်တဲ့ဒေသတွေရောပေါ့ရှင်အားလုံးပေါင်းလိုက်မယ်ဆိုရင်ကျွန်မတို့နိုင်ငံရဲ့လူငယ်တွေဟာပညာတက်မြောက်မှုနှုန်းကနှိမ့်ကျနေပါရှင့်ဒါလေးကိုပြန်လည်မြင့်တင်မှုလိုအပ်ပါတယ်ဒါပြင်ကိုကျမ်းမာရေးကဏ္ဍမှာဆိုရင်လည်းစေးဝါးတွေဈေးကြီးတဲ့အတွက်ဈေးမကူနိုင်တဲ့မိဘပြည်သူတွေအများကြီးလည်းရှိနေပါရှင့် ။ဒါကြောင့်မိဘပြည်သူရဲ့ကျန်းမာရေးအတွက်နိုင်ငံတော်ကတာဝန်ယူပေးနိုင်မလားဆိုရင်မေးခွန်းပြောလေးတွေကိုမေးလာတာဖြစ်ပါရှင်။မြန်မာနိုင်ငံသားများကိုအကြမ်းမတ်သမားများရှံကဘယ်လောက်ထိကာကွယ်ပေးနိုင်မလဲတဲ့။ကျွန်မဒီအခုဖတ်ပြတဲ့မေးခွန်းတွေအားလုံးထဲမှာဒီမေးခွန်းလေးကရှားကင်လုံးအများဆုံးဖြစ်နေပါရှင်။မိဘပြည်သူတွေဟာမြန်မာနိုင်ငံမှာနေထိုင်ရင်းနဲ့မလုံခြုံတဲ့ဝေဒနာကိုခံစားနေရပါတယ်။ဒါကြောင့်နောက်ထပ်တက်မယ်ပေါ့နော်အစိုးရပေါ်မှာလည်းဘယ်လောက်ထိမျှော်လင့်ချက်ကြီးနေလဲဆိုတာဒီလိုမေးခွန်းတွေကသိတာထင်ရှားပါတယ်ရှင့် မြန်မာနိုင်ငံသားတွေကိုအကြမ်းဖက်သမားတွေရှံရနေဘလောက်ထိကာဝယ်ပေးပါမယ်ဆိုတဲ့ဂတိစကားတွေနဲ့ထွက်ပေါ်လာမဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေကိုမိဘပြည်သူတွေကမျောလင့်နေပါရှင့်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့ကုံစင်းတုံးကြီးနှင်ချင်းကိုကုစားရန်မဟာပြူဟာချမှတ်ထားပါမလားတဲ့ဒီမေးခွန်းလေးရဆိုရင်လေမေးတဲ့မေးခွန်းရန်ကန်တို့နဲ့မှာအများဆုံးနဲ့မှာသူလဲပါဝင်နေပေါ့နော်ကုံစင်းနှုံကြောင့်အချုပ်မိဘပြည်သူတွေဟာဆိုရင်ဒုက္ခတရားတွေအမှန်တန်ရင်ဆိုင်နေရပါတယ်မိသားစုတွေအစားအသောက်ဆင်းရဲခြင်းဒုက္ခတွေခံစားနေရပါရှင့် အစားအသောက်ဆင်းရဲလာတဲ့အတူအာဟာရဆင်းရဲလာပြီးတဲ့အခါမှာကျန်းမာရေးထိခိုက်တဲ့ကိစ္စတွေလည်းကလေးသငယ်တွေနဲ့တက်ကြီးတွေမှာဖြစ်ပေါ်နေပါတယ်။ဒါကြောင့်ကျွန်မနိုင်ငံမှာကုံစင်းတော့ကလည်းအင်မတန်အရေးကြီးစွာနဲ့ကုစားရမယ့်အခြေအနေတစ်ခုဖြစ်ပါရှင့်။ဒီကြလေးကိုနိုင်ငံရေးပါတီအနေနဲ့ကိုကအာဏာရတဲ့အချိန်မှာဘလို့ကုစားဖို့ဘာမဟာပြူဟာလေးပေါ့နော်။ဟူဟာရတွေဘလို့မျိုးစီစဉ်ဆောင်ရွက်မှုတွေရှိနိုင်မလဲဆိုတာလေးမိဘပြည်သူများသိကျင်နေကြပါရှင့်။နောက်ဆုံးမေးခွန်းလေးကတော့အခွန်အခများကိုနိုင်ငံသားများအားလုံးထံမှမှန်ကန်စွာရယူနိုင်ဖို့အတွက်မူဝါဒတွေဆက်မှတ်ထားပါသလားတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုတည်ထောင်မယ်ဆိုရင်တော့နိုင်ငံမှာအခွန်အခကောက်ယူမှုကတော့ပထမဦးစားပေးအခြေခံကြတဲ့အရာသာဖြစ်ပါတယ်။အခွန်ရှောင်တဲ့နေရာမှာမရှိစင်ရဲသားတွေလည်းအခွန်ဆောင်ရှောင်တက်တယ်ပေါ့နော်။အခြေခံလူဟန်းစားတွေလည်းအခွန်ရှောင်တက်တယ်။ဒါ့အပြင်လူလက်တန်းစားတွေနဲ့တထေးတကြွေတွေကလည်းအခွန်ရှောင်တက်ပါတယ်ရှင့်။တထေးတကြွေတွေတချို့ပေါ့နော်ရှောင်တဲ့အခွန်တွေဆိုရင်တော်တော်ကြီးကြီးမားမားကိုရာဂိုင်လုံးများများပေါ့အမောက်များများတွေကိုရှောင်ကြပါတယ်ရှင့်။အဲ့ဒီအခွန်တွေတွေဟာနိုင်ငံတော်ရဲ့ဆုံးရှုံးမှုတွေဖြစ်လာပြီဆိုရင်နိုင်ငံသားတွေရဲ့ဆုံးရှုံးမှုနဲ့တူတူပါပဲရှင့်။ ဒါကြောင့်အခွန်တွေကောက်ယူတဲ့အခါမှာသူ့ရဲ့အဆင့်အတန်းပိုင်းသူ့ရဲ့လုပ်ငန်းအပိုင်းမှန်ကန်စွာအခွန်ပေးကြဖို့လိုသလိုနိုင်ငံတော်ကလည်းဒီခွန်တွေကိုပေါ့နော်မှန်မှန်ကန်ရယူနိုင်မှုအတွက်ကိုအကြိကင်းစင်နိုင်မှုအတွက်စ조사အထောက်အပံ့ဖြစ်ပါရှင့်။ဒါကြောင့်ဒီလိုမျိုးကိစ္စရပ်တွေမှာဘလို့ကောင်းမွန်တဲ့မူဝါဒတွေချမှတ်ထားပါလေ။ဘလို့စီစဉ်ထားပါလေဆိုတာလေးကိုမိဘပြည်သူများကနိုင်ငံရေးပါတီရေးစီကနေသိကျင်နေတာဖြစ်ပါရှင့်။ကျွန်မခုဖတ်ပြတဲ့မေးခွန်း၁၀ဟူကတော့ လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ကြိုင်ကြမယ့်နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေစီကိုမိဘပြည်သူတွေကတည်ကျင်လို့မေးမြန်းလာကြတဲ့မေးခွန်းလေးတွေကဖြစ်ပါရှင်။ဒီမေးခွန်းလေးတွေထဲမှာဆိုရင်မိဘပြည်သူတွေရဲ့မျှော်လင့်ချက်တွေအများကြီးပါဝင်ပါတယ်။မိဘပြည်သူတွေရဲ့အခက်အခဲတွေအများကြီးပါဝင်ပါတယ်ရှင်။ဒါအပြင်ကိုနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေရဲ့အရေးချင်းတွေကိုစစ်ဆေးမဲ့မေးခွန်းတွေလည်းအများကြီးပါဝင်ပါတယ်ရှင်။အဲကြောင့်ဒီမေးခွန်းလေးတွေကိုရှောင်ဖဲခြင်းမပြုဘဲနဲ့မိဘပြည်သူများထံသို့ထေချားပေးပါရန်လဲကျွန်မဂျားလေးကနေတော့မြစ်တာအခမ်းလိုပါရှင်။ ကျမတို့ကိုယ်တိုင်လည်းဒီမဲခွန်းလေးတွေရဲ့အဖြစ်ကိုသိကြပါရှင့်နိုင်ငံရေးပါတီတစ်ခုနဲ့တစ်ခုနိုင်ငံရေးသမားတဦးနဲ့တဦးကတော့ဖြေမဲ့မဲခွန်းတွေဖြေမဲ့အဖြစ်တွေမတူလောက်ဘူးလို့ထင်ပါရှင့်။ဘာကြောင့်လဲဆိုတော့အခုလာမဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်တန်းမဲ့သူတွေဟာအရေးချင်းတွေမတူညီပါဘူးရှင့်။ဝင်ရောက်ရှင်တန်းကြမဲ့ပါတီတွေနိုင်ငံရေးသမားတွေဟာအရေးချင်းရှိတဲ့နိုင်ငံရေးသမားတွေပါဝင်သလိုမျိုးအရေးချင်းမရှိတဲ့နိုင်ငံရေးသမားတွေလည်းပါဝင်နေပါရှင့်။ဒါကြောင့်အဖြစ်ရတော့တူမှာပုတ်ပေါင်းနော်။ဒါလေးလည်းကျမတို့သိရှိနားလိုက်ပါရှင့်။ဒါပေမဲ့ကျမတို့မေးချင်တဲ့မဲခွန်းလေးတွေကတော့အားလုံးတူညီပါတယ်။ဖြေမဲ့အဖြစ်တွေရတာမတူပါပါရှင့်။ မတို့နိုင်ငံဟာစီကံပြေဝသောဒီမိုကရေစီနိုင်ငံတစ်ခုကိုရှောင်နှမ်းရမယ်ပြေးလမ်းပေါ်ကိုပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့အတွက်အခုချိန်မှာနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေရဲ့အရေးချင်းတွေဟာအင်မတန်အရေးကြီးတဲ့အချိန်ကာလရောက်ရှိလာပါပြီရှင်။ဒီအရေးချင်းလေးတွေကိုမိဘပြည်သူများသိရှိအောင်ပြသပေးပါ။ကိုယ့်ရဲ့နိုင်ငံရေးပါတီကနိုင်ငံအာဏာကိုရရှိရတဲ့အချိန်မှာဘယ်လိုလှုံ့ဆော်ချက်လေးတွေလုပ်ပေးပါမယ်ဆိုတဲ့ ရွေးကောက်ပွဲကတိဖို့ဝင်လေးတွေကိုခန့်ခိုင်မှမှပေးအပ်ကြပါလို့ပဲကျွန်မအနေနဲ့တိုက်တွန်းပြီးတော့မြစ်တာခံလိုပါရဲ့ရှင်။ကျွန်မအနေနဲ့နောက်နေ့တွေမှာလည်းပြည်သူ့ဘောဓာ channel လေးကနေရရှိတဲ့အမေးအထေလေးတွေကိုမိဘပြည်သူများနဲ့နိုင်ငံရေးပါတီများတို့သိရှိအောင်လို့တင်ဆက်ပေးပါမယ်ရှင်။မိဘပြည်သူများအနေနဲ့လည်းနိုင်ငံရေးပါတီတွေနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကိုပြောကြားခြင်းနဲ့အကြောင်းအရာလေးရှိမယ်ဆိုရင်ကျမတို့ပြည်သူ့ border channel လေးပေါ့နော် Telegram channel လေးကို join ထားပြီးတော့ကိုပြောချင်တာလေးဝင်ပြောပေးပါမေးချင်တဲ့မေးခွန်းလေးဝင်မှန့်ပေးပါလို့ကျမတို့ Prime Media မှာမြစ်တာအခမ်းလိုပါရှင် ကျမတို့ brand media အနေနဲ့ရွေးကောက်ပွဲမကျင်းပခင်ကာလမှာမိဘပြည်သူတွေအတန်လေးအများကြီးကိုနိုင်ငံရေးပါတီသိရှိအောင်လုပ်ကြေညာပေးကြပါရှင်။ဒီကတန်တွေကိုအကြောင်းပြုပြီးတော့နိုင်ငံရေးပါတီအနေနဲ့လည်းလှုံ့ဆော်စရာရှိလာတဲ့ဟွန်ဂျိုတင်ပြင်ဆင်မှုတွေလွယ်ကူလင်းနေစေမယ်လို့ကျမတို့လည်းခံယူပါရရှင်။ဘယ်နိုင်ငံရေးပါတီမဆိုရေချင်းရှိတယ်ဆိုရင်နေရာတစ်ခုရစေချင်ပါတယ်။ဘယ်နိုင်ငံရေးသမားမဆိုရေချင်းရှိတယ်ဆိုရင်လူမှန်နေရာမှန်ရောက်ရှိစေချင်ပါရှင်။ဒါကျမတို့ရှင်နေရာနိုင်ငံတော်အတွက်ထားတဲ့စေတနာသားဖြစ်ပါတယ်။ ။ဒါကြောင့်ကျမတို့ဟာတူးနဲ့တူးချစ်ချင်းမုန်းချင်းမရှိဘဲနဲ့အစွဲမရှိဘဲနဲ့တကယ်ရည်ချင်းရှိတဲ့သူတွေတကယ်ရည်ချင်းရှိတဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကိုရွေးထုတ်နိုင်ပါစေလို့ပဲကျမတို့ Prime Media မှာဆုတောင်းမေတ္တာပို့သခြင်းပါတယ်ရှင်။မိဘပေသူများရှင်ဒီနေ့ကတော့တနင်္ဂနွေပတ်ရည်လေးဖြစ်တဲ့အတွက်ကျမအနေနဲ့ပြည်သူ့အသံလေးတွေကိုဦးစားပေးပြီးတင်ဆက်ပေးခြင်းပါတယ်ရှင်။အခုတင်ဆက်ပေးခြင်းနဲ့ပြည်သူအတန်လေးပေါ်ရှင်အဲ့ဒီပြည်သူအတန်လေးကတော့တမတော်သားတွေရဲ့ဇနီးမယားတွေရဲ့ပြည်သူအတန်လေးသာဖြစ်ပါရှင့်တမတော်သားတွေရဲ့ဇနီးတဲ့လေးဟာဆိုရင်ပြည်သူတူဦးလေးဒါကြောင့်ပြည်သူအတန်လေးမှာအကျုံးဝင်ပါတယ်ရှင့် ကျွန်မခုပြောပြမယ်ပြည်သူအတန်လေးရတော့တက်မတော်သားဇနီးတဲ့နှစ်ဦးရဲ့ပြည်သူအတန်လေးသာဖြစ်ပါရဲ့ရှင်ပထမဆုံးတူဦးကျွန်မဖတ်ပြပါမယ်ရှင်အမားတဲ့ကျွန်မကရှင်းပေတူဦးပါတဲ့အခုလာဆာပြီးတော့သူတို့လာစာမရတော့ဘောနော်လာစာမရရင်ကျွန်မနေနဲ့ဘယ်လိုမှအဆင်မပြေပါဘူးတဲ့လာစာမရတဲ့အကြောင်းရင်းကတော့ကျွန်မထင်ပါတယ်ရာမခဖြစ်စဉ်မှာပါဝင်ခဲ့တဲ့တက်မတော်သားတွေ6လပြည့်တဲ့အခါမှာဖြစ်တဲ့ကိစ္စရလို့ကျွန်မထင်ပါရှင်ကျွန်မကအားတဲ့ရောက်ခမနှစ်ယောက်ကလေးနှစ်ယောက်မိသားစုငါးယောက်ဇေယျရှိပါတယ်တဲ့အရင်ကလာရှုမှတာဝန်ကြရပါတဲ့ကျမတို့ချွေးနေစာနဲ့စူဆောင်းမိဝယ်ထားတဲ့ ရှိသမျှပိုင်ဆိုင်မြအကုန်ဆုံးရှုံးခဲ့ရပါတယ်တဲ့မှန်ပါတယ်ရှင်ရမခဖြစ်စဉ်မှာပါဝင်ခဲ့ရတဲ့ရဲမေလီဒုတာဖြစ်ပါရှင်ကျမဆိုရင်ကိုဝင်တဲ့ကလေးတယောက်နဲ့ဗာပစ္စည်းမှမတည်နိုင်ပဲဆွေမျိုးတွေစီပြန်ခဲ့ရတာပါတဲ့အခုကျမအနေနဲ့ မိသားစုခက်ခဲရှိတဲ့အတွက်ရန်ကုန်မှာအလုပ်ဝင်နေရပါတယ်တဲ့ဒါပေမဲ့ကျမလာစာနဲ့အမျိုးသားလာစာနှစ်လာစာရမှာနှစ်ယောက်စာပေါင်းလုံးရမှာကျမမိသားစုကလောင်းကားလာပါတဲ့ဒါတော့မှကျမကအလုပ်ရှိပြီးလာစာရနေတဲ့အတွက်အစင်နေနဲ့ပြေတော့ပေါ့နော်ကြံတဲ့သူတွေပေါ့ကြံတဲ့ရဲမိလေးဆိုရင်ဘလို့မှအစင်ပြေပါဘူးတဲ့အလုပ်မရှိကြတဲ့အတွက်မိသားစုစားဝတ်ရေးတော့ခက်ခဲနေပါတယ်တဲ့ကျမတို့မှရကြတဲ့အတွက်စိတ်ပူတော့ကရောင်းနေတာတမျိုးစားဝတ်ရေးအတွက်ပူပန်နေရတာတမျိုးတဲ့ညာတိုင်းအိတ်မပြောပါဘူးရှင်တဲ့ဒါကြောင့်လူကြီးများသိအောင်လို့တင်ပြပေးပါအမရေဆိုပြီးတော့ကျမကိုစာလာလေးပေးဖို့လာတာပါရှင် နောက်ထပ်စာနာလေးတစ်စောင်ကတော့အမရှင်နဲ့ကျမကတော့အမျိုးသားကြဆုံသွားပြီးတဲ့တက်တာဖြစ်ပါတယ်တဲ့။သူ့အနေနဲ့ပြဆုံကနေကြဆုံကိုပြောင်းတင်ပြီးတော့ရပိုင်ခွင့်နေတဲ့ရခဲ့ပါပြီတဲ့။တမမှုကအရန်သဘောကောင်းလို့ဆက်ဆက်ရအကုန်လုပ်ပေးပါတယ်။အခုဆိုရင်ဥပိုင်မှာအလုပ်လဲရပါပြီ။တိုက်ခန်းလေးလည်းရှောက်ထားပါတယ်တဲ့။အမတို့တက်ကလူကြီးကအများကြီးကူညီပေးပါတယ်။အိမ်ကန်းလေးရမယ်ဆိုရင်နမင်ကိုလည်းပြောပြပါမယ်တဲ့။ဒါပေမဲ့အမရဲ့တဲ့လားရှောက်ရလူတွေအကုန်လုံးပြန်မရောက်မချင်းကျမကတော့ညှို့နေသေးပါပဲတဲ့သူမျိုးသားအနေနဲ့ကြာဆုံးသွားပြီလို့တင်းကြားရတယ်ဆိုရင်ပဲပေါ့နော် လိုပဲဖြစ်ဖြစ်ပြန်လာအောင်မယ်ဆိုရင်မျောလင်းချက်လည်းသူ့မှာရှိနေပါသေးရဲ့ရှင်။ကျမအနေနဲ့မျောလင်းချက်နဲ့အသက်ရှင်နေရတာမို့မျောလင်းနေတော့မှာပဲတဲ့။ကျမအနေနဲ့အိမ်ကန်းလေးရခဲ့တယ်ဆိုရင်အရင်ကျေးဇူးတင်ပါတယ်တဲ့။လူကြီးလူကောင်းအနေနဲ့တွေ့ရတဲ့အတွက်အဆက်ဆက်ရအရှင်ပြေချုံးမိပါတယ်တဲ့။ရပိုင်ခွင့်လေးအမြန်ရခဲ့ပါတယ်ဆိုပြီးတော့ပေးပို့လာပါတယ်ရှင်။မှစီပေးပို့လာတဲ့ဆာလွားလေးကတော့တက်မတော်သားဇနီးတဲ့နှစ်ဦးစီရနေတော့ပေးပို့လာတာဖြစ်ပါတယ်ရှင်။ဖြစ်တဲ့ဖြစ်စဉ်လေးတွေရတယ်တူညီပါတယ်နှစ်ဦးလုံးကရမခဖြစ်စဉ်မှာနင့်နာခဲ့ရတဲ့ဇနီးတွေလေးဖြစ်ပါရဲ့ရှင် ဒါပေမဲ့မတူညီတာတစ်ခုကတော့တူဟာအစဉ်ပြေချုံးမွေးမှုရှိနေပြီးတော့နောက်တူကတော့အစဉ်ပြေချုံးမွေးမှုမရှိပါဘူးရှင်။နောက်ကြည်ချင်းရဖြစ်ကျမတို့သိရှိနားလည်လိုက်တာတစ်ခုကတော့တက်တယ်မှာပေါ့နော်အခုဖြစ်နေတဲ့ဖြစ်စဉ်တွေမှာဆိုရင်အရာရှိတွေရဲ့ကိုယ့်ရဲ့လောက်ငယ်သားပေါ်မှာနားလည်ပေးမှုစာနာပေးမှုစူးစမ်းလှုပ်ဆောင်ပေးမှုကအခရာကျနေတယ်လို့ထင်ပါရဲ့ရှင်။ ဒီရဲမေလေးနဲ့ဦးမဆိုရင်တဦးကအဆင်ပြေချုံးမွေးစွာနဲ့ရပိုင်ခွင့်နဲ့ရရှိခဲ့တယ်။သူကိုယ်တိုင်လည်းပြောပါရှင်သူရဲ့အထက်လူကြီးကကောင်းတဲ့အတွက်ဒါလေးတွေကိုတည်တည်ချာချာလိုက်ပြီးစီမံပေးတဲ့အတွက်သူရရှိခဲ့တာပေါ့နော်။ဒီတော့လည်းသူရမ်းကျေးဇူးတင်ပါတယ်တဲ့။နောက်ထပ်တဦးကကြတော့တက်မှာတော့မနေတော့ဘဲနဲ့အပြင်မှာထွက်ပြီးနေတယ်ပေါ့ရှင်။ဒီခါမှာတက်နဲ့လည်းအဆက်အသွယ်မလုပ်နိုင်တော့တာလား။တက်မှာရှိတဲ့အရာရှိကိုကပေါ့နော်။ဒီရဲမေလေးပေါ်မှာစုံစမ်းဆက်သွယ်ပြီးတော့ရမယ်ရပိုင်ခွင့်နေဘလို့အခက်အခဲတွေရှိနေလဲမင်းမြန်းတာတွေမလုပ်ခံမလုပ်ဘူးနဲ့တူပါရှင်။ ါကြောင့်သူ့အနေနဲ့ကြီးမားသောအခက်အခဲကြုံတွေ့ရတာဖြစ်ပါရှင်။ကျမအနေနဲ့ဒီကိစ္စကြတော့ဝင်ရောက်ပြောဆိုမှုအတွက်အမတန်ခက်ခဲပါရှင်။ကျမအနေနဲ့ဝင်ရောက်ပြောဆိုခြင်းထက်မြစ်တာခံတာလေးပဲလုပ်ချင်ပါရှင်။တတတတမှာဆိုရင်တန်ရင်မှုတွေရှိရပေါ့နော်။အဓိကကတော့တန်ရင်မှုတွေရဲ့ကိုယ်လောက်ငယ်သားပေါ်မှာစာနာပေးမှုညာတာပေးမှုကသာဒီလိုဖြစ်စဉ်တွေကွဲပြားသွားတာဖြစ်ပါရှင်။တက်တယ်မှာဆိုရင်တက်သားဗဏ္ဍကူရှိရဲ့တက်သားတွေရဲ့ဇနီးမယားတွေလူဖြစ်တယ်ဆိုတော့တန်ရင်မှုတွေအသိဆုံးပါပဲရှင်။မိသားစုတွေလိုနေထိုင်ကြတာပါ။ဒါကြောင့်ကိုယ့်ရဲ့တက်တယ်မှာဆုံးရှုံးမှုတွေရှိနေဆိုရင် ဒီရဲမေလေးတွေကိုရှာဖွေပြီးတော့တက်ပြင်မှာနေနေလားတက်ထဲမှာနေနေလားသူတို့မိသားစုရဲ့ခက်ခဲနေလားအဆင်ပြေလားဆိုတာလေးကိုတရင်မှုတွေကလည်းမေးမြန်းပြီးတော့ဆောင်ရွက်ပေးကြပါအောင်လို့ကျမတို့ကြားထဲကနေမှမေတ္တာခံလိုပါတယ်ရှင်မိမသားတွေအနေနဲ့ဟာအိမ်တော်ဦးစီးမရှိဘူးဆိုရင်ဘဝဒုက္ခကအင်မတန်များပြားပါတယ်ယခုလိုခင်မှာပူဆိုးပါတယ်ရှင်ဒါကြောင့်လူချင်းမင်းတို့အနေနဲ့ငဲညာပြီးတော့ဒီမျိုးသမီးလေးတွေဘဝခက်ခဲလေးတွေကိုကုညီဖြည့်ရှင်းပေးနိုင်မှုအတွက်စီမံပေးမယ်ဆိုရင်တော့ဒီမျိုးသမီးလေးတွေရဲ့ဒုက္ခတရားတွေနည်းပါတာပေါ့ရှင်ဘာပဲဖြစ်ဖြစ်တက်မိသားစုပဲမဟုတ်လား တက်မိသားစုဆိုတာကအင်မတန်လေးနက်တဲ့အခေါ်အဝေါ်တစ်ခုသာဖြစ်ပါရှင်။ဒါကြောင့်မိသားစုစိတ်တက်တဲ့အခုချိန်မှာပြောင်းလဲတော့ပြပမာရှိမယ်ဆိုအကောင်းဆုံးပါပဲရှင်။ဒါလေးတို့ကျမဈာလူအနေနဲ့ပဲတင်ဆက်ပေးကြပါရှင်။ဘာကြောင့်လဲဆိုတော့နိုင်ငံတိုင်းမှာစစ်တပ်တွေပေါ့နော်တက်မတော်တွေရဲ့လုံပိုင်ခွင့်တွေလှုပ်ဆောင်ချက်တွေဟာပါမန်လူတွေအနေနဲ့ဝင်ရောက်ပြောဆိုမှုတွေခက်ခဲပါရှင်။ဘာကြောင့်လဲဆိုတော့စစ်ဥပဒေတွေတက်မတော်ကထုတ်ပြန်ထားတဲ့ရှားပိုင်ခွင့်တွေပေါ့နော်ဒါလေးတွေကကျမတို့ပါမန်လူတွေနားလည်မှုခက်ခဲပါရှင်။ဒါပေမဲ့ဒီလိုရှားပိုင်ခွင့်တွေကိုချွတ်ချုံဖို့ရရှိဖို့အတွက် တက်မတော်သားတွေရဲ့မိသားစုရဲ့အဆင်ပြေဖို့အတွက်ကအရာရှိအရာခံတွေကောင်းမကောင်းပုံမှာလည်းအများကြီးမူတည်နေတာကတော့ကျမတို့တာမန်လူတွေနားလည်ပါရှင်ဒါကြောင့်ဒီပိုင်းလူတွေကျမတင်ဆက်ပေးတာဖြစ်ပါရှင်ကြပြင်ကျမအနေနဲ့မမေ့မလျော့ပဲတင်ဆက်ပေးချင်တာလေးကတော့လောင်ရှိုးရမခါဖြစ်စင်မှာဖန်စီခံရတဲ့တက်မတော်သားမြောင်များစွာရှိပါရဲ့ရှင်။အဲ့ဒီတက်မတော်သားတွေအိမ်ပြန်လာမယ့်နေ့ကိုတက်မတော်သားတွေရဲ့ဇနီးမယားတွေတာသမီလေးတွေနဲ့မိသားစုတွေကနေ့စဉ်နေ့တိုင်းစောင့်မျှော်နေပါရဲ့ရှင်။မျိုးသမီးတွေကလေးတွေငယ်တွေဟာသူတို့ရဲ့ခင်ပွန်းဖခင်ဒါတွေကိုမျှော်လင့်ပြီးစောင့်စားနေပါရဲ့ရှင်။ သူတို့မရှိတဲ့နေရတွေဟာဆိုရင်ဒီမျိုးသမီးတွေအတွက်ဘဝမြုံနေချက်တွေကုံဆုံးသလိုနေထိုင်ရတာပါရှင့်ဘဝဒုက္ခတွေလည်းအမတန်များပြားပါတယ်အကြောင်းဖန်ဆီးထားတဲ့တက်မတော်သားတွေအများဆုံးပြန်လှုပ်ပေးပါလို့ကျမတို့တိုက်တွန်းချင်ပါတယ်ရှင့်ဆွေးနွေးမှုတွေအောင်မြင်သွားပြီညှိနှိုင်းမှုတွေအောင်မြင်သွားပြီဆိုရင်လည်းအချိန်မဆွဲဘဲနဲ့မမြန်လှုပ်ပေးပါလို့ပြောချင်တာပါရှင့်မိသားစုတွေကစောက်ရတာတရက်ကတစ်လကဲ့သို့ကြာမြင့်နေပါတယ်ရှင့်ဒီခံစားချက်တွေကိုမျိုးသမီးတွေသာကိုချင်းစာနိုင်တာပါရှင့် ။ဒါကြောင့်ကျွန်မအနေနဲ့တာဝန်ရှိသူများသိရှိနိုင်အောင်လို့ရဲမေးလေးတွေရဲ့ရင်ဖွင့်တန်လေးတွေအရာရှိစနီးတွေတွေရဲ့ရင်ဖွင့်တန်လေးတွေကိုကျွန်မအနေနဲ့ကြားရတဲ့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်။တမခါဖြစ်စဉ်မှာဖန်ဆီးခံရတဲ့တမန်သားတွေအများဆုံးအိမ်ကိုပြန်လာနိုင်ကြပါစေ။အိမ်ပြန်လာပြီးတဲ့နောက်မှာမိသားစုတွေစုံလင်ပြီးတော့ဘဝပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ကြပါစေလို့ကျမတို့ brand media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။ဒီဘက်ပြည်သူများရှင်ကျမခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့သတင်းလေးဆိုတာထက်ကျမ လူမှုကွန်ရက်ပေါ်မှာဒီမနေ့ပဲတွေ့လိုက်တဲ့အကြောင်းအရာလေးတစ်ခုမျှဝေခြင်းတာပါရှင့်အဲ့ဒီအကြောင်းအရာလေးကတော့မိဘပြည်သူများအသေးခိုင်နေဆိုရင်တော့ Telegram Channel တွေမှာသွားပြီးတော့ကြည့်ရှုပါရှင်ကျမမြင်လိုက်တာကတော့ကိုကျော်စွာရဲ့ Channel မှာတွေ့လိုက်တာပေါ့နော်သဘုံတွေရဆိုရင် PDF တွေပေါ့တိတ်ဆုံးနေတဲ့ PDF တွေကိုကားရရနေပြီးတော့ဆက်ထုတ်လာပြီးတောထဲမှာလာပြီးပြစ်ချတဲ့မြင်ကွင်းတွေသာဖြစ်ပါရှင့်ပြစ်ချတဲ့အခါမှာ PDF တွေရဆိုရင်စစ်ဝတ်စုံပြည့်စုံဝတ်ထားရလည်းမရှိပါရှင့် အချို့ပီတက်တွေကဆိုရင်ခန္ဓာကိုယ်သေးကွေးပိန်ပြီးတော့ဘောင်းမီတိုတွေနဲ့အချို့ဆိုအင်ဂျီမပါဘူးဗောနောဘောင်းမီပဲပါပါတယ်ရှင့်သွေးတွေအလိမ့်လိမ့်နဲ့သိပ်ဆုံးနေအလောင်းမျိုးထပ်ပြီးတော့ကားဝါတင်လာတာဖြစ်ပါတယ်ပြီးရခါမှာမြေကြီးတူဝင်းမြုပ်တာလည်းမဟုတ်ဘူးမိသက်ကြူလာလည်းမဟုတ်ဘဲနဲ့တောထဲမှာဒီတိုင်းလာပြီးတော့ဆုံးပစ်သွားတာဖြစ်ပါတယ်ရှင့်ဒီလိုမြင်ကွေးတွေမြင်တဲ့အခါမှာကျမပီတက်တွေဗောနောပီတက်လူငယ်တွေရဲ့မိဘတွေရှင်တဲ့ကိုသွားပြီးတော့မြင်လိုက်ပါတယ်ရှင့်ဒီလိုမြင်ကွေးကိုသူတို့သာမြင်မယ်ဆိုဘယ်လိုများနေမလဲဗောနောပီတက်တွေမှောက်ခုံကြီးတင်လာတာဖြစ်တဲ့အတွက်မျက်နှာရောမမြင်ရပါဘူးဒါပေမဲ့ မိဘဟာဆိုရင်ကိုယ့်ရဲ့သားသမီးဘယ်လိုပုံစံမျိုးမှမစိုးမှတ်မိတတ်ပါလေရှင့် PDF မိဘတွေနေနဲ့အဲ့ဒီမြင်ကွင်းကိုသွားကြည့်မယ်ဆိုရင်ဘယ်တယောက်ကတော့ငါ့ရဲ့သားဖြစ်နိုင်လဲဆိုတော့ချက်ချင်းသိနိုင်မယ်လို့ထင်ပါရှင်။ကျွန်မအနေနဲ့အခုလိုနိုင်ငံဖြစ်စဉ်တွေမှာမိဘတွေကိုအရန်အကိုချင်းစားပါလေရှင့်။ကျမတို့လူသားတွေဖြစ်လာပြီဆိုရင်မိဘဖြစ်ရခြင်းဟာအင်မတန်ကံကောင်းသောအခြေအနေတစ်ခုပါ။ယောက်ျားလေးဆိုပြောတတ်တယ်လေငါလူဖြစ်ပြီကွာပေါ့နော်။ကလေးရတဲ့နေ့ဆိုအဲ့လိုပြောတတ်ကြတယ်ရှင့်။မအောင်ရှင်သွေးလေးရှိလာပြီဆိုရင်မိခင်စိတ်ဖခင်စိတ်ဝင်တာပေါ့ရှင့်။အဲ့လိုအခြေအနေလေးမှာဒါပြောကြတာပေါ့ ီတော့ကျမတို့ကသားသမီးရှိလာပြီဆိုရင်စိတ်ပူဆုံးပါလေတိလားကျမတို့ရဲ့သားသမီးလေးတွေကျမတို့ထက်စော်ပြီးတည်သွားမှာကျမတို့အရင်စိတ်ပူရဲ့ရှင်ဒါဟာမိဘတိုင်းရဲ့ခံစားချက်ပါပဲဘယ်မိဘကမှကိုယ့်ရဲ့သားသမီးကိုယ့်ထက်စော်တည်တော့မမြင်ကြမှာရှင်ပိုသာသူတို့ရှိရတယ်တည်သွားတာပဲဖြစ်ချင်တာပါရှင်ဒါဟာမိဘတိုင်းရဲ့တုန်ညီသောစိတ်ပေါ်တာတစ်ခုသာဖြစ်ပါတယ်ပီတီရဲ့လေးတွေမိဘတွေဟာဆိုရင်လည်းသူတို့စိတ်ထဲမှာဒီလိုမျိုးခံစားချက်တွေရှိပါပါရှင်ဒါပေမဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေအတုံးချခံရမှုတွေကြောင့်ကိုယ့်ရဲ့သားသမီးကကိုယ့်ရဲ့အရှိရာနဲ့စောပြီးတော့တည်သွားခဲ့ရတာရှင်နိုင်ငံရေးကိစ္စတွေ အတ္တရဲ့မာနရဲ့ဖယ်ပြီးကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ရှိရတယ်ကိုယ့်ရဲ့တာမီစောလင်စွာတည်ဆုံးသွားရတဲ့ဖြစ်စဉ်ကိုကြုံတွေ့ရတဲ့မိပါတယ်ဘလောက်တနာဖို့ကောင်းပါလဲရှင်။ဒါကြောင့်နိုင်ငံရဲ့ဆက်မှနေထိုင်တဲ့သူတွေလည်းဒီလိုမြင်ခွင့်နဲ့မြင်မယ်ဆိုရင်ကိုချင်းစာကြည့်ကြပါဦးရှင်။အားလုံးကတာသမီတွေရှိကြတာပဲမဟုတ်လား။ကိုယ့်ရဲ့တာသမီကိုထပ်စောတည်သွားမယ်ဆိုရင်ကိုရောလက်ခံပေးနိုင်လားစဉ်းစားပါဦးရှင်။ဒါအပြင်စောသေးတာကတဘာဝအတိုင်းသေးတာမဟုတ်ပဲနဲ့သူများအတော့ချခံရတဲ့ဘဝကတည်သွားရတာရှင့်။ဒါလေးတွေကိုကိုချင်းစာကြည့်ကြပါဦး။ နိုင်ငံခြားအထောက်ပံ့တွေရပြီးတော့ဥဆိုနေကြတဲ့သူတွေကိုယ့်ရဲ့သားသမီးလေးတွေကိုယ့်ရဲ့ရှေ့မှာရှိနေတဲ့သူတွေပေါ့နော်ကိုချင်းစာတရားလေးရှိကြပါအောင်လို့ကျွန်မပြောချင်တာပါရှင်ဒီမင်းတို့ရဲ့လောက်ရတရားတဘဝဇံလောက်ရတည်ဖြစ်ပါရှင်မြန်မာနိုင်ငံမှာရှိတဲ့မိဘတွေရဲ့ရင်ကိုခွဲစားပတ်ပြီးတော့မှရလာတဲ့ဒေါ်လာတွေစားနေရတဲ့လူကြီးမင်းတွေလက်ပြလုံမာရဲ့လားရှင်နေ့စဉ်စားရတဲ့အစားအသောက်တွေမျိုးလို့ကြပါရဲ့လားရှင်ဒီပတ်စံတွေအုံပြုတ်ပြီးတော့လူချင်းမင်းတို့ဝယ်ထားတဲ့အိမ်တွေကားတွေမှာပေါ့နော်အိမ်တွေပေါ့ရှင်ကားတွေပေါ့ရှင်နေရတာပျော်ပါရဲ့လား စီးရတာပျော်ပါတယ်လားရှင်။ဇာလေးတွေကိုလည်းတစ်ချက်လောက်နှစ်ခုကိုလက်တင်ပြီးစဉ်းစားကြည့်ကြပါဦးလို့ကျွန်မမေတ္တာကံလိုပါရှင်။မြန်မာနိုင်ငံမှာဒုက္ခဆင်းရဲတွေအမတန်များပြားနေပါပြီ။ဒီအရာတွေအဆုံးသတ်နိုင်ဖို့ဆိုတာလူကြီးမင်းတို့နဲ့အများကြီးသက်ဆိုင်ပါတယ်ရှင်။နိုင်ငံသားမှာနေထိုင်ပြီးသွေးထိုးနှုတ်ဆော်နေသေးရတော့မြန်မာနိုင်ငံမှာ PD ရဲ့မျိုးဆက်မပြတ်ပါဘူးရှင်။ဒီလိုမပြတ်ဘူးဆိုရင်ဒီလိုမြင်ကွင်းတွေကမြင်နေအောင်ပါပဲရှင်။ဒါလေးလူကြီးမင်းတို့နားလည်ဖို့လိုပါတယ်လူကြီးမင်းတို့ပညာရည်တက်ကြတာပဲရှင်နိုင်ငံသားမှာနေထိုင်ကြတာပဲလက်ရှိမြမတက်တော်ကိုအပိသက် ဖြိုချနိုင်မှုအတွက်ဆိုတာဖြစ်နိုင်ခြေရှိသေးလားမရှိသေးလားဆိုတာလူချင်းမျိုးတို့စဉ်းစားတတ်တာပဲရှင်။ဒီလမ်းကိုဆက်လျှောက်တယ်မလျှောက်တယ်ဆိုတာလူချင်းမျိုးတို့စဉ်းစားဆုံးဖြတ်ကြပါ။လူချင်းမျိုးတို့ကတော့ပတ်စံအလကားရနေတော့ဆက်လျှောက်နိုင်တာပေါ့ရှင်။မြန်မာနိုင်ငံမှာကတော့တိတ်ဆုံးနေတဲ့လူငယ်ကြီးကြည့်ပါအောင်ရှင်။ငိုယိုနေတဲ့မိဘတွေကိုမြင်ကြည့်ပါအောင်ရှင်။လူချင်းမျိုးတို့ဝက်လည်းမကြောက်ဘူးလားရှင်။ကျွန်မဒီလိုပဲမေးလိုက်ချင်ပါတယ်။လူချင်းမျိုးတို့မှလည်းတာသမီရေရှိရလေလေ။လူချင်းမျိုးတို့တာသမီကဒီလိုသူများတုံးချခံဘဝမှာတိတ်ဆုံးသွားမယ်ဆိုရင်လူချင်းမျိုးတို့ကြည့်ရပါသလား။ ကိုယ့်ရဲ့သားသမီးရှိရဲဆိုကိုယ့်သားသမီးကိုကြည့်ပြီးတော့အဲ့အတွေးတွေကိုတစ်ချက်လာတွေးကြည့်ပါအောင်ရှင်။ပီတီရဲ့နေရာမှာငါသားလေးသားဆိုရင်ငါသမီးလေးသားဆိုရင်ဘယ်လိုများနေမလဲလို့စဉ်းစားကြည့်ပါအောင်ရှင်။လူချင်းမင်းတို့စားနေရရနေရဒေါ်လာပေါ်မှာလူချင်းမင်းတို့မုန်တီရဲ့စိတ်ကဖြစ်သွားပါအောင်မရှင်။လူချင်းမင်းတို့မှာလူစိတ်ရှိရဲဆိုရင်ပေါ့နော်။လူစိတ်မရှိဘူးဆိုတော့မုန်တီမှာမဟုတ်ဘူးဒီဝေတွေရနေတာလူချင်းမင်းတို့ပြောနေမှာပဲ။ပြောတဲ့အတွက်ဆက်လုပ်နေမှာပဲရှင်။ပြီးတော့လူချင်းမင်းတို့ရဲ့ကိုချင်းစာတရားကတော့လူချင်းမင်းတို့ပါဆက်လုပ်တယ်လဲဆိုတာလေးကိုစဉ်းစားနိုင်မှာဖြစ်ပါရှင်။ဒါကတော့နိုင်ငံเจ้าမှာနေထိုင်ပြီးတော့သူများသားသမီး PDF ဖြစ်အောင်လှုပ်ဆောင်ပြီး PDF တွေထောက်ပံ့ဖို့ဆိုပြီးတော့ထောက်ဖို့လုပ်ပြီးပတ်စံစားနေကြတဲ့သူတွေပေါ့နော်။နားလေစီရင်ကျမအနေနဲ့တိုက်တွန်းပြောကြတာဖြစ်ပါရှင့်။နားလေတဲ့စိတ်လေးနည်းနည်းလေးများဝင်မလားဆိုရင်ညှိုးနှင်းချက်လေးနဲ့ပေါ့နော်။ဝင်တာဝင်တာတော့မကြီးမင်းတို့ရဲ့ပင်ကိုဗီဇနဲ့သာတက်ဆိုင်ပါရှင့်။မြန်မာနိုင်ငံမှာစစ်ပွဲတွေရပ်တန့်သွားစေဖို့အတွက်လူငယ်တွေဆုံးရှုံးမှုတွေနှေးပါသွားစေဖို့အတွက်ကျမတို့ကပြောပြပေးရဖြစ်ပါရှင်။ကျန်တာကတော့လူကြီးမင်းတွေရဲ့ရွေးချယ်မှုသာဖြစ်ပါရှင်။ကျမတို့ Blind Media ရဲ့သတင်းတင်ဆက်မှုတွေကိုလောက်နေပဲညှနာပြရစီရှင်။ ကျွန်တော်တို့ Prime Media အသင်းတက်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ဒါ့အပြင်ကိုကျွန်မဒီနေ့အထူးတလည်းဆုတောင်းပေးချင်တာလေးရတော့ကိုယ့်ရဲ့သားသမီးလေးတွေအုံချခံပွားနဲ့တည်ဆုံးခဲ့ရတာကိုမြင်ရတဲ့မိဘတွေရောနေသွားပါစေ။ဒီလိုမိဘတွေထဲမှာမိဘပြည်သူတို့လုံးဝမပါဝင်ပါစေနဲ့လို့ကျွန်မအနေနဲ့လေးနက်စွာဆုတောင်းမြတ်တာပို့သလိုပါရှင်။ နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မြစ်တာရက်ခံပေးရစေရှင်နောက်အစီအစဉ်မှာပြန်တွေ့ကြမယ်နော်